ကဲမင်္ဂလာပါမျိုးတို့ရေ၃ရက်စလုံးเนาะကျွန်တော်လဲအရန်ွက်တွေကြီးပဲအောင်ခဲ့တယ်เนาะတနင်္လာနေ့ရက်လဲရန်ွက်အင်္ဂါနေ့ရက်လဲရန်ွက်ဗုဒ္ဓနေ့ရက်လဲဒီမှာ၃နှစ်ဆိုပြီးရန်ွက်ဟာလားအဲ့ဒီမှာကျွန်တော်တို့ကီးထိတ်ကလည်းနှစ်ကြိမ်တိတိပေါ့เนาะကီးတွေကြီးပဲဆွဲဝါတယ်ပေါ့เนาะအဲ့မှာ၃တိကီးအနေနဲ့အောင်ခဲ့တယ်ဒီကီးရတော့ကျွန်တော်တို့ထိတ်အနေနဲ့အောင်ခဲ့တယ်ပေါ့เนาะအဲ့မှာကျွန်တော်တို့ပရိတ်ကတော့ဖောင်းဖြစ်ွားတယ်ပေါ့เนาะ ပရိတ်ကတော့ဖောင်းဖြစ်သွားတယ်ပရိတ်ကဒီတစ်ပတ်အတွင်းမှာအဲတည့်ရက်တည့်ရက်နော်ဖောင်းဖြစ်တယ်อืมအဲ့တော့ကဲကျွန်တော်တို့ကဒီမှာတင်ကွက်တွေကမရဘူးဖြစ်နေရနော်ကျွန်တော်တို့ကရန်ကွက်တွေကြီးပဲမိမိနေတယ်အတွက်ကဲဒီကနေ့တော့ကျွန်တော်တင်ကွက်ကလေးရအောင်စဉ်းစားကြည့်လိုက်ကြအောင်ဗျနော်ကဲအဲ့တော့ကျွန်တော်တို့ဘယ်ဟာစမလဲဆိုတဲ့အခါကျတော့ဒီကြားတဲ့ပိတ်ရက်ကလည်းခံတာတော့နည်းနည်းလေးတော့တတိကလေးနဲ့ကစားကြရမှာပဲဗျနော်အဲ့တော့ခွန်ခွန်လေးခွန်ကစမယ်ဗျဟဲ့ဟဲ့ဒီရက်တိုက် ခွန်ခွန်လေးခွန်ကနေစမယ်တဲ့နော်ခွန်ခွန်လေးခွန်ကို93နှစ်ကို93နှစ်363တိ363ဆိုရင်ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီနှစ်ငယ်ဒီတစ်ငယ်ပေါ့3ပါတဲ့เนาะ3 3ရဲ့ပါဝါ8 3ရဲ့နှခက်က9 3 5ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားတဲ့ဆိုရဲခါကျတော့ခွန်8တဲ့ခွန်8မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်4 1တဲ့4 1မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျာကဲနောက်တစ်ပြောင်းတက်ပါမယ်2 2 6 8အဲ4 2 ်68 268 34 26 34 2 3 9 3 2 3 9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  9 3ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်4ရက်3ရက်ပေါင်းခွန်းခွန်းရဲ့ပါဝါ2ခွန်းရဲ့နှက်ခက်က3ညခွန်းနှစ်3ညဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့61တဲ့မအောင်ပါဘူး62 62တဲ့62မှာတော့2တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်ပြန်တက်ပါမယ်ကိုနှစ်တခွန်ကိုနှစ်တခွန်ကိုရှစ်တက်သုံးကိုရှစ်တက်သုံး2363 2363ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတက်မယ်ဆိုရင်ဒီ3ရဲ့ဒီ3ရဲ့ပေါင်း6ပါတဲ့6ရဲ့ပါဝါ1 6ရဲ့နှခါက9 619ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဗာထွက်သွားတယ်ဆိုတဲ့ခါကျတော့ခွန်9တဲ့မအောင်ပါဘူး 36 36တဲ့36မှာတော့ကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ရနာပြီးတော့တွတ်ပါမယ်39 68 39 68 68 9435 9435ညဆိုပြီးထွက်ပြီးတော့ညနေပိုင်းမှာကျွန်တော်မထွက်ခဲ့ပါဘူးအဲ့လိုမထွက်တဲ့အတွက်ကျွန်တော်တို့ဒီ9ဝင်မူစီယူလိုက်ပါမယ် ငါငါရဲ့ပါဝါ၃ညငါရဲ့နှက်ခက၃ငါ၃ည၃ဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့၄၃ညတဲ့၄၃ညမှာ၃ညသလုံးထိပ်ပြီးအောင်ခဲ့ပါတယ်၉၃ည၉၃ညတဲ့၉၃ညမှာလည်း၃ညသလုံးထပ်တည်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်၃၃ည၂၁၃၃ည၂၁ 6962နှစ်6962 4314ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့မှာတွက်မယ်ဆိုရင်နှစ်ကဲ၄ရဲ့ပေါင်း6 6ရဲ့ပါဝါ1 6ရဲ့နှက်ခက်က9 6 19ဆိုတဲ့ကြီးဆုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့65 65တဲ့65မှာ6တုံးထိပြီးအောင်ခဲ့သလို16 16တဲ့16မှာ16ကောထိပြီးအခွေအနေနဲ့အောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်ပြောင်းတက်ပါမယ်ရှစ်တကိုလေးရှစ်တကိုလေးတရှစ်ရှစ်လေးတရှစ်ရှစ်လေးရှင်ငါးငါးနှစ်ရှင်ငါးငါးနှစ်ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ၄ရဲ့ဒီနှစ်ကပေါ့6ပါတဲ့6ရဲ့ပါဝါ1 6ရဲ့နှက်ခက်ကကို6 1 9ဆိုတဲ့ကီး3လုံးပါပဲတဲ့ဒီပေးမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့ရှစ်ရှစ်တဲ့မအောင်ပါဘူး 6နှစ်6နှစ်တဲ့6နှစ်မှာတော့ကျွန်တော်6သလုံးထိပြီးအောင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဗျ gain out ပြောင်းတွက်ပါမယ်4393ည4393ည3586 3586 6953ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6ရဲ့3ရဲ့ပေါင်း9 9ရဲ့ပါဝါ6 9ရဲ့နှက်ခတ်က6 4 6 6ဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့65တဲ့65မှာ6တုံးထိပြီးအောင်ခဲ့ပါတယ်15တဲ့15မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်တစ်ပြင်တွက်ပါမယ်ငါ၄၅၆ငါ၄၅၆တိခွန်ခွန်လေးတိခွန်ခွန်လေးဆိုပြီးဒီလိုခွန်လေး 3866 3866ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်ဗျအဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်4ရဲ့6ကပေါင်း3ည3ည5ပါဝါ5 3ည2ခက်ကခွန်3ည5ခွန်ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့ကကြတော့4 4တဲ့မအောင်ပါဘူး3ည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 3မှာတော့3ည3လုံးထိပြီးအောင်ခဲ့ပါတယ်ဗျကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကလာမယ့်တောက်ကြနေ့အတွက်တွက်လိုက်ကြအောင် သုံးညာ၅သုံးကိုသုံးကိုသုံးညာ၈နှစ်လေးသုံးညာ၈နှစ်လေးနှစ်သုံး6ခွန်းနှစ်သုံး6ခွန်းဆိုဟမ်6ကိုပါ6ကိုဟမ်နှစ်သုံး6ကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့တော့တွက်မယ်ဆိုရင်4ရယ်9ရယ်ပေါ့3 3ရယ်ပါဝါ8 3ရယ်နှစ်ခက်က9 3 5ဆိုတော့ကီးသုံးလုံးဒီအပြင်မှာရပါတယ်တကယ်ဒီအပြင်မှာ3 5ဆိုတော့ရတော့ကျွန်တော်တို့ကီးထိတ်ကလေးတွေနဲ့ကတ်ကစားကြည့်လိုက်ရအောင် ကီးထိတ်ကီးထိတ်ကတော့အခုတို့တော့ထိတ်အနေနဲ့ထွက်တာတော့တော့၃ရက်မှ၂ရက်ပဲထွက်ပြီးကျန်တာကီးထိတ်တွေယူပဲဖြစ်သွားပါရဲ့ဗျာနော်ကီးအနေနဲ့ယူပဲထွက်သွားပါရဲ့ဗျာနော်အဲ့တော့ကျွန်တော်တို့ဟာကီးထိတ်ကိုကြည့်မယ်ဆိုရင်6 4ပါတဲ့နော်6 4ကီးရိုးရိုးက အဲ့တော့ဒီနှစ်ခုမတူညက်တဲ့ဒီနှစ်ခုပဲကျွန်တော်တို့ကတ်ကစားမယ်အဲ့တော့တော့6 3 6 8 9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  ဘရိတ်လိုင်းလေးနဲ့စဉ်းစားကြည့်မယ်ဘရိတ်လိုင်းဘရိတ်လိုင်းတော့ပြီးခဲ့နေရဖောင်းဖြစ်တယ်နော်ကြိုက်မှလည်းယူကစားဟုတ်လားဘရိတ်က2 8 9 3နဲ့အဲ့မှာ2 8က main ဘရိတ်ဖြစ်ပါတယ်တဲ့အဲ့မှာကျွန်တော်တို့ဘာ2နဲ့ပတ်သက်တာဆိုဘာရှိသလဲဆိုတဲ့အခါကျတော့ main brake ကိုကျွန်တော်လိုက်ကြည့်မယ်ဆိုရင်2နဲ့ပတ်သက်တာ48 63ဆိုတာကိုကျွန်တော်ထွက်ပြီးသားတိတ်မကြိုက်ဘူးเนาะကြိုက်ချင်တဲ့ထည့်ထိုး ဒီကောင်တော့ကျွန်တော်မကြိုက်ဘူးအဲ့တော့ကျွန်တော်တို့ဒီအတိုင်းမှန်ခဲ့ရင်48ဆိုတဲ့ဟာပဲရှိတယ်နော်48ဆိုတဲ့တပေါက်သေးပဲရှိတယ်နော်အဲ့ဒါတော့ကျွန်တော်ဟောပေါ့နော်တကယ်လို့အရန်ပြိဋ္ဌိနဲ့တွက်မယ်ဆိုရင်တော့အဲ68တို့43တို့အဲဒီနှစ်ခုကအရန်အနေနဲ့ရှိမယ်ပေါ့နော် ဒါလေးဒါကောင်းလည်းကောင်းပါလေဘာဖြစ်လို့ကောင်းသလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့အမျိုးတို့လည်းသိရနော်ပိတ်ရက်ရှိထားတဲ့အတွက်ဟိုဂင်ပြေချက်ပြေကြီးတော့ထွက်ချင်မှထွက်ပဲဒါပေမဲ့လည်းကျွန်တော်တို့များသောအားဖြင့်အနည်းဆုံး2ချိန်လောက်ထိထွက်တတ်တာကိုတဲဆိုတဲ့နီးရတော့ဒီကောင်းပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာကုဏပြောထားသေးဆိုတော့၄၈၄၈ဆိုရင်လည်းဒီမှာဒီမှာ၄ဒီမှာ၈၄၈ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်တို့အရန်နေနဲ့၉၈နဲ့၄၃နဲ့ဒီမှာ၉ဒီမှာ၈ဒီမှာ၄ဒီမှာ၃ဟုတ်လားအဲ့တော့၉၈နဲ့၄၃ကတော့ကျွန်တော်တို့အရန်နေနဲ့ကစားမယ် နော်အမျိုးတို့လည်းကြိုက်ရှင်ကစားဒါတော့ကျွန်တော်အရန်နေနဲ့က6ရှစ်နဲ့43 6ရှစ်နဲ့43ဒါကိုကျွန်တော်အရန်နေနဲ့ကစားမယ်နော်48ကိုတော့ကျွန်တော်တင်တင်ခွက်အနေနဲ့ကစားမယ်အဲ့တော့အမျိုးတို့လည်းအကြိုက်တူလားအကြိုက်တူရင်ယူပါအကြိုက်မတူဆိုရင်လည်းကျွန်တော်ပြောနေကြထုံးစံအတိုင်းပါပဲနော်ကီးထိတ်ကိုယူကစားကစားကီးကိုပဲယူကစားကစားဘရိတ်ကိုပဲယူကစားကစားအဓိကတော့ပေါက်ကနန်းရဖို့ရေးကြည့်ပါလေကဲအဲ့တော့ကျွန်တော်ရဲ့20 cycle ရတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံး စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးနောက်ဆုံးပဲအိတ်နဲ့လွယ်ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပြီးဒီကနေ့ဖူဒူဖိုင်လေးကိုဒီမာရီမဲကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ